Chelsea fan ညီကိုမတော်မတွေအားလုံးအသိပေးစရာတစ်ခုရှိပါတယ်။သတင်းကောင်းလို့လည်းပြောလို့ရပါတယ်။ကျွန်တော် YouTube မှာ Chelsea နဲ့ပတ်သက်တဲ့တီးသက်အကြောင်းအရာတွေကိုပဲတင်ပေးမယ် channel လေးတစ်ခုကိုကျွန်တော် create လုပ်ထားပါတယ်။ဒီ channel လေးမှာ Chelsea နဲ့ပတ်သက်တဲ့တီးသက် သတင်းတွေအာပေါ်သုံးသက်ချက်တွေကိုကျွန်တော်ညီကိုတွေကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။လက်တလောချင်းက Facebook မှာ Chelsea fan page တွေကနေထွက်တဲ့ video raw တွေပို့နေတာလည်းပါတယ်ပေါ့နော်။တချို့ကကြတော့လေ YouTube ကိုပဲအသုံးပြုကြတာများတဲ့အတွက်ကျွန်တော်ဒီ idea လေးရသွားတာပါ။ဆိုတော့ Facebook မှာမကြည့်ချင်တဲ့သူတွေဒါမှမဟုတ်လေ YouTube ကိုပဲသုံးတဲ့သူတွေအတွက်ဒီ channel လေးကအဲကြည့်ချင်စရာ channel လေးတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယူဆတယ်။ ဆိုတော့ပွဲချုပ်သုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေရောအမှလုံးမှလားဆိုရင်မလုပ်ပါဘူးကျွန်တော်အခု channel အဟောင်းမှာပဲလုံးမှာပါအဲ့ channel အစ်စ်လေးကတော့တည်င်းရဲ့အဘော်သုံးသက်ချက်ပဲဖြစ်ပါလိမ့်မယ်ဆိုတော့နောက်ထပ် campaign zone နေလဲရှိပါသေးတယ်ကလပ်စားတွေကျွန်တော်ကြေညာပေးပါမယ်ကျွန်တော်နောက်ထပ်အဲဘယ်လိုပြောမလဲအတင်း တီးတန့်ပေါ့နော်အသင်းတစ်သင်းနဲ့တီးတန့်လုပ်မဲ့အသင်းနှစ်သင်းကိုရွေးထားပါတယ်အဲ့ဒီနှစ်သင်းကမန်ချက်စတာယူနိုက်တက်နဲ့အာစနယ်ပါသို့တော့ကျွန်တော်တချို့လုံရမဲ့အပိုင်းလေးတွေအနည်းငယ်လိုနေသေးတဲ့အတွက်ကြောင့်တနည်းအားဖြင့်ကျွန်တော်စိတ်တိုင်းမကျသေးတဲ့အတွက်ရှာနေသေးတဲ့အတွက်ကြောင့်အနေငယ်ကြံ့ကြမှုတော့ရှိပါလိမ့်မယ်ဒါတော့တီးခတ်နားလဲပေးပါဒီ Chelsea တီးတက်ကတော့ကျွန်တော်က raw မရှားဘူးဗျအဓိကတော့ raw ပဲ raw ဆိုတော့ကုံချမ်းပေါ့ကျွန်တော်ဒီကုံချမ်းကိုဒီမှာကောက်တင်ဖို့အတွက်လွယ်လွယ်လေး Facebook မှာကျွန်တော်လုတ်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်လုတ်လိုက်တဲ့သဘောမျိုးပါဆိုတော့ Cherry Venue ကိုမွန်မားရဲအားလုံးလည်းဝမ်းသာမယ်လို့ကျွန်တော်မျှော်လင့်နေအဲ့ဒီ channel လေးကိုကျွန်တော် comment မှာ link ချပေးထားပါတယ်ဝင်ရောက်ပြီးတော့ subscribe လုတ်ပြီးကြပါအောင်ခင်ဗျတခြား Cherry Venue ကိုမွန်မားရဲကိုလည်းအတိပေးပေးဖို့အတွက်တိုက်တွန်းပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ